年路里向别人做 UAB。UAB with you on your journey of life。ရခိုင်ပြည်နယ်ဘူးသီးတော်မောင်နှောတက်တာမှာရှိရဲမေယူတောင်ကျော်တွေပေါ်မှာလှိုင်ကောင်းတွေတူပြီးအကျန်းဖက်တင်တဲ့နေပေးနေတဲ့နေရာကိုတွေ့ရှိထားရလို့နိုင်ငံတော်သမ္မတအယုံပြောရေးဆိုခွင့်ရှိသူဦးစောထေကပြောပါရယ်ဇွန်လ21ရက်နေ့ညနေပိုင်းကနေပြည်တော်နိုင်ငံတော်သမ္မတအိမ်တော်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာသတင်းမီဒီယာတွေကိုရှင်းလင်းခဲ့တာပါ လိုင်ကောင်းတွေမှာ तू ကတူးဆိုပေါ့နော်အဲ့မှာတနက်တွေလည်းထားတယ်ပုံတူတနက်တွေနဲ့ training ပေးတယ်ပေါ့နော် training ပေးပြီးတော့ဒီ style ကဘာလဲဆိုတော့ဒီဒီ style ကိုကြည့်လိုက်ကျွန်တော်တို့ဟိုတိုရာပိုရာပေါ့နော်တောင်ကုန်းနေရှိတယ်ဟိုကျွန်တော်တို့ပါကစ္စတန်နဲ့အာဖဂန်နစ္စတန်အဲ့ပုံစံမျိုးဒီတောင်ကုန်းတွေမှာတို့ကတကယ်အခိုင်အမာပေါ့ခံကြုတ်တွေလိုင်ကောင်းတွေတူးပြီးတော့နေတယ်ပုံစံမျိုးလှုပ်လာတဲ့သဘောပေါ့နော်လှုပ်လာတော့ဒီ မေယူတောင်ကျောဆိုတာကဟိုတောင်တောင်ရောက်ပေါက်နေတယ်ပေါ့နော်ဒီတောင်ကျောဒီမှာဒီဒေသကိုစိုးမိုးထားတဲ့တောင်ကောင်းလေအဲ့မေယူတောင်ကျောပဲရှိတယ်အဲ့လိုမျိုးစစ်မာလူရာရလည်းနည်းနည်းလေးအရေးကြီးတဲ့နေရာမျိုးအမြင့်ပိုင်းပေါ့နော်အဲ့လိုနေရာမျိုးမှာသူတို့ကတိုင်ကောင်းနေတူးတယ်ဆိုတော့ရည်ရွယ်ချက်ပေါ့ဒါဆိုရင်ကျွန်တော်တို့နိုင်ငံတကာမှာခုနဟိုအာဖဂန်နစ္စတန်တို့ဘာတို့မှာလှုပ်တဲ့ပုံစံမျိုးပြန်ဆန်းနိုင်ရှင်ကြီးလိုက်ရင်သိတာပါတယ်ဘာဘလို့ရည်ရွယ်ချက်ပဲဟိုသွားနေလဲဆိုတော့ မေယူတောင်ကျောပေါ်မှာအကြမ်းဖက်တင်တန်းနေပေးနေလို့သတင်းရတာကြောင့်လုံချုံရေးတပ်ဖွဲ့ဝင်တွေကနေမီရှင်းလင်းစမှာပေ80အရှိရှိတဲ့လူလုံနိုင်ကောင်းတစ်ခုတနက်နဲ့တနက်ပုံစံတို့ပြုလုပ်ထားတဲ့တသားကြောင့်တွေလူနေတဲနဲ့ကိုတောင်တွေစားနပ်ရိက္ခာနဲ့အုံဆောင်ပစ္စည်းတွေကိုတိမ့်စီရမိတယ်လို့ဥစော်ဒီကပြောပါရယ်ဒီလိုနေမီရှင်းလင်းရမှာဇွန်လ22ရက်နေ့အထိနန်းနဖုံးစုအကြမ်းဖက်သမား3ဦးကိုအသေးဖမ်းဆီးရမိတယ်လို့သိရပါရယ်ပြည်ပနိုင်ငံတွေရဲ့ငွေကြေးထောက်ပံ့မှုတွေကိုလည်းစစ်ဆေးတွေ့ရှိရတယ်လို့ပြောပါရယ်ကျွန်တော်တို့ဒီဘက်မှာရရတဲ့သတင်းကဒီ channel ကုနာပြောတယ်ပါကစ္စတန်ဘင်္ဂလားဒေ့ရှ် အဲဆော်ဒီအာရေဗီးယားပေါ့နော်အဲ့နိုင်ငံကြီးလည်းကျွန်တော်တို့ကဆက်သွယ်ပြီးတော့လောက်တာရှိပါတယ်သို့တော့ကျွန်တော်တို့ကခုနလိုငွေကြီးထောက်ပံ့တဲ့အခါမှာသူတို့ကအဖွဲ့စည်းလိုက်သွားတာမဟုတ်ဘူးအခုနောက်ပိုင်းဟိုအကျန်းဖက်ကွန်ရက်တွေရဲ့ finance ပေါ့နော်အဲဒီ terrorist finance ကဟိုလေ့လာကြည့်ပါလေ့လာကြည့်ဆိုတော့သူကလူပုတ်ကိုတူးခြင်းမိသားစုတွေနဲ့အဲ့လိုမျိုးပို့တဲ့အခါမှာကျွန်တော်တို့ကဆွဆွဲဖို့ခက်တယ်လုံညိုတပ်ဖွဲ့ဝင်တွေကအနေနဲ့ရှင်းလင်းရေးဆောင်ရွက်မှာ American Rohingya Salvation Army ARSA အဖွဲ့က ဘန်နာရီတာဝန်ခံမော်လဝီဂျီယာဘူရာမန်ကိုဖမ်းဆီးရမည်စစ်ဆေးလျက်ရှိလို့သတင်းထုတ်ပြန်ခဲ့ပါတယ်ခင်ဗျာ။